မင်္ဂလာပါ။ audio ဘိုင်းစောင်းတိုင်းမှာကြိုဆိုပါရစေ။ယခုခါမှာတော့ငလင်အလှောက်အောင်ပါလားလို့အမိပေးထားတဲ့စောင်းမကိုဖျက်ပြပေးမှာဖြစ်ပါတယ်။နားဆင်ကြည့်ပါဦးခင်ဗျာ။ငလင်ကလှောက်အောင်ပါလား။ငလင်ရဲ့အခုချိန်နေရဆိုဒီအတိုင်းတကယ်ဖြစ်နေပြီ။ငလင်တွေဟာပြင်းအားတဖြည်းဖြည်းရော့ကျသွားရမယ်စား။ပြင်းအားမြင်းလိုက်နှင်းလိုက်ဖြစ်နေရခြင်းကိုဝန်မကျနိုင်ဘူး။စိုးရိမ်စရာကြီးဖြစ်နေတယ်။ တကယ်နားလည်တဲ့ဘူမိဗေဒပညာရှင်တွေသုတေသနပညာရှင်တွေရဲ့သုံးသပ်ခံမှန်းချက်တွေအရေးတကြီးလိုအပ်နေတယ်။ငလျင်ကြီးတစ်ခုပြီးတိုင်းအဖရာလျှော့ငလျင်ငယ်တွေလာတယ်။ဒါကထုံးစံ။အဲ့မှာမှနှစ်မျိုးထက်ခွဲတယ်။ပုံမှန်အဖရာလျှော့အန်နေမရှိပုံမှန်မဟုတ်တဲ့အဖရာလျှော့အန်နေရရှိပုံမှန်အဖရာလျှော့တွေဆိုတာငလျင်ပြီးတဲ့အခါနောက်ငလျင်အသေးတွေမှာ ပြင်းအားတစ်ဖြည်းဖြည်းရောက်ကြလာမယ်။ပြီးရင်တစ်ခုနဲ့တစ်ခုကြားလောက်တဲ့အချိန်တစ်ဖြည်းဖြည်းဝေးသွားမယ်။ဥပမာနိုင်ဝချားနေတနာရီကြားတစ်ခါအဲ့အနေမှာနှစ်နာရီကြားတစ်ခါဆိုလိုတာကပြည့်ရရတဖြည်းဖြည်းတင်ငိမ့်စားပြုတ်လာတယ်။ပြီးရင်ပြန်ငိမ့်ကြသွားမယ်။အန်နေမရှိတော့ဘူး။နှစ်ပုံမှန်မဟုတ်တဲ့အာဘရာရှော့တွေဆိုတာကြတော့အခုလို7.7ပြီးသွားတဲ့အခါ ငလင်းငယ်တွေကပြင်းအားမတည်ငြိမ်ဘူး2.3နဲ့လောက်မယ်ပြီးကြ4.3နဲ့လောက်မယ်တခါ3.0နဲ့ထက်လောက်မယ်ပြီးကြလောက်တဲ့ချိန်တွေကတောက်လျှောက်စိတ်နေမယ်တခါတလေတနာရီလောက်ကြာမယ်ပြီးကြ7မိနစ်ချာတခါ15မိနစ်ချာတခါပြန်လောက်မယ်ဒါအပြင်4.0တွေ5.0အကျော်တွေကလည်းကြားထဲလှုပ်အောင်မယ်ဆိုရင်ဒါဟာ တအားစောရင်ရတဲ့အနေထားဖြစ်သွားပြီဒါကဘာလို့ဆိုလိုတယ်လဲဆိုရင်ပြည့်ရွယ်ကြီးမတင်းငိမ့်နေဘူးအစိုးဆုံးဘာဖြစ်နိုင်လဲဆိုရင် အစောပိုင်းလှုပ်ခတဲ့7.7ဆိုတာအဓိကငလင်းတောင်တော့မဟုတ်ဘူးအဲ့ဒါရှေပြေးငလင်းကြီးဖြစ်နိုင်တယ်အဲ့ဒါအမှန်ပဲတခုရှိတာက စကိုင်းပြည့်ရွယ်ဟာဟိမိုနာတောင်တန်းတွေကစတယ်မော်ဒမအခွေနားမှာဆုံးတယ်အရှေ့ကီလိုမီတာ 1200ကျော်ရှိတယ်။အန်ရဲ့အရှိဆုံးကမုဒ္ဓမာကွေ။သူကြစကိုင်းပြက်ရွေ့နဲ့တခြားပြက်ရွေ့တွေလာပေါင်းနေတဲ့ဆုံး။အဲ့တော့အဲ့ဒီနေရာသားထလို့ရင်အ ਨੇ ဆုံးအဲ့မကနေကျုပ်ပဲ။ဖြာပုံနာကလှုပ်တဲ့ငလျင်ဖိုက်ပွင့်စီလို့မကနေကျုပ်ဆိုရင်လေအနည်းရပလိတ်နဲ့မြေဝကျောင်းမော်ဒေတာတိုးဝဲမှုဖြစ်နေတယ်ဆိုတာပြတာပါ။အဲဟာပြတဲ့ဗီဒီယိုအတိုင်းမြန်မာနိုင်ငံရဲ့အနောက်ဖက်မြေသားတွေက မြောက်ဘက်ကို တိုးနေပြီးအရှေ့ဘက်မြေသားတွေကတောင်ဘက်ကို တိုးနေပါတယ်။ဆူနာမီအနေနဲ့တောင်ရှိလာနိုင်ပါတယ်။ကျွန်တော်တို့ရန်ကုန်တရီကြီးကြီးထားဖို့လိုပါပြီ။အဲ့ဒါကသကိုင်းပြည့်ရွေရဲ့လှုပ်ရှားမှုဟာတခြားပြည့်ရွေတွေကိုပါအကျိုးသက်ရောက်စေတယ်ဆိုတဲ့သဘောပါ။အနေနဲ့အရန်ရှိနေတဲ့အခြေအနေပါ။ဆက်ပြင်းမလားအားပြော့လာမလားဒါတော့ဖျားပဲသိပါမယ်။ငလင်းကိုလူသားတွေကြုံမသိနိုင်ပါဘူး။ ဒါပေမဲ့ကြိုသိတဲ့တတ္တဝါတွေရှိပါတယ်။ခွေးကြောင်အနည်းဆုံး15မိနစ်ကနေ9မိနစ်ကြိုသိကြတယ်။သူတို့အမူအရာမူမှန်တော့ရင်ပြေးလွှားနေရင်သတိထားပါ။ငလျင်မလာခင်အရင်လာတဲ့မိသိန်းအနှံ့ကိုသူတို့ကြိုရလိုပါ။ငှက်များအနည်းဆုံး나이ဝတ်နဲ့15မိနစ်ကြိုသိကြပါတယ်။ငလင်ရတုံခါမှုကိုခံစားရလို့ပါငှက်အော်တန်တွေစူညံလာရင်ပြေးဖို့ပြင်ပါ ငွေငလင်းကိုအစားဆုံးကြိုသိနိုင်တဲ့ကောင်မှာတုံးရကြိုသိပါတယ်ငလင်းလာကနီးငွေတွေအများကြီးမြေကြီးပေါ်တက်လာတတ်ပါတယ်ကြိုတင်ပြင်ဆင်မှု၁ငလင်းနောက်ပြီဆိုတာနဲ့ပြေးဖို့ကံမကောင်းရင်စက္ကန့်30ကံကောင်းရင်10မိနစ်အချိန်ရပါတယ်ရန်ကုန်လိုအနေထားနဲ့ရတော့ဘယ်အောက်မှမဝင်ပါနဲ့ပြေးပါခုကလေးကငါဘယ်နာပြေးရင်အစအဦး တကြိုးတွေနဲ့လွတ်မလဲကြိုးစဉ်းစားထားပါကြောက်လန့်ပြီးထိုင်ချနည်းနည်းငြိမ်မှထပြဲရတဲ့သူတွေအနေနဲ့အများဆုံးမှာသူတို့အထက်တိုက်အပြိုပါပဲဒါမှမဟုတ်လဲကြောက်ပြီးထိုင်းနေရင် ပြီသွားတာပါပဲနှစ်အရေးပေါ်အိတ်အိမ်တိုင်းပြင်ထားပါမြင်သာရဲ့နေရာမှာရေတဘူးထောင်ထားပါတိတ်ငနေဖြစ်ရင်လှမ်းကြည့်ရေလောက်တာနဲ့တန်းပြေးပါအထက်မြင့်ကွန်ဒိုနေတဲ့သူတွေ အမြန်မဆင်းနိုင်တဲ့လူကြီးတွေတိုင်ငယ်စီးအုတ်ထုတ်ကောင်းကောင်းစောင်းထားပါမွေရနှထက်နဲ့အိပ်ပါတစ်ဖက်ကိုအသေးချုပ်ထားပါတစ်ဖက်ကိုဖွင့်ထားပါအရေးကြောင်းဆိုစိုင်းကယ်စီးအုတ်ထုတ်စော့မွေရနှစ်ခုကြားမှောက်ရအနေထားနဲ့ငြိမ်းသာနေလိုက်ပါတော့ပြိုကျသွားတောင်ပြေးစင်းတာထက်အသက်ရှင်မှုချက်များပါတယ်မဖြစ်မနေပြေးစင်းရလဲအုတ်ထုတ်ပါတော့ပိုဆစ်ဖြစ်ပါတယ်၃ ဓာတ်လေကမတုံးမှနဲ့မီးပြတ်တာနဲ့ရောက်တဲ့နေရာရက်ပြီးပြိုရထဲပါသွားမှာပါကားမတုံးမှနဲ့ကိုလိုကားတုံးတဲ့ကောင်များပြီးကားပိတ်တဲ့နေရာမှာ အထက်မြင့်ပြိုရင်အုပ်လိုက်ပါသွားမှာပါလမ်းမော်ချင်းနေဆိုးပြီးပြေးပေါက်ရှာမတွေ့ရင် အမိုက်ပုံအမိုက်ကန်နဲ့ဒိုင်မင်းပြစ်ဝင်မှာနည်းနည်းနမ်းနိုင်ပေမဲ့အမိုက်ဆောင်ကတင့်ကိုအဖက်တွေလိုကောင်းကောင်းကာဝယ်ပေးနိုင်ပါတယ်ငါ ငလင်ဟဲ့ဆိုတာနဲ့ထပြေးပါ ဟုတ်ဟုတ်မဟုတ်ဟုတ်ပြေးတာပြေးပါတကယ်ဟုတ်ခက်ရင်လွတ်ပါမယ်မဟုတ်ခက်ရင်အစမ်းလေးကျင့်ရာရောက်ပါတယ်နောက်တစ်ခါဘယ်လိုပြေးရင် ပိုးမြင်မယ်ဘယ်နေရာသွားထိုင်ရင်ဘေးပိုကင်းမယ်ဘာညာကို့ဘာသာပြင်ဆင်လို့ရပါတယ်သူများနိုင်ငံမှာ ကလေးဘဝတွေကသင်ရတာပါ ကိုတွေကအခုလေ့ကျင့်ကြတာပေါ့6ဘသူပါပြောနေနေ အရေးဝအောင်အိပ်ပါစားစရာရှိရစားပါကုနိုင်တာကုပါလာမဲ့ဘေးဆို တွေးကြောက်နေလို့ပို့ပါပဲပြေးဖို့နေရာတွေးထားတာရှိပြီအရေးပေါ်အိပ်ပြင်ထားပြီငလင်းအလန်းအွန်ထားပြီဖုန်းဆိုင်းလင့်လုံးမထားပါနဲ့ရေဘူးထောင်ထားမယ်အဲ့ဒါဆိုစိတ်ချလက်ချအိပ်ပါဒါမှ သူများပြေးဟိဆိုအားနဲ့ပြေးနိုင်မှာပါ